ဘက်ထရီ size ဘက်ထရီ life ကြောင့်ဘာမှစိတ်ပူကြမလိုတဲ့ phone မျိုးပေါ့နော်အဲ့ဒီရေဆိုးရဲ့လက်တွေ CP ရဲ့လက်တွေနဲ့ပဲသူ့ display ကိုတုံးလို့ရတာရေလဲတော်တော်ကြီးမိုက်လုံးနေပေါ့နော်ကြောက်ဒီနေ့ video လုပ်ပေးသွားမှာအိုင်ချဲရဲ့ P70 ဒီ Power 70ဒီလိုလဲခေါ်တာပေါ့နော်ဒီ phone တုံးပြီးပြီဆိုတာနဲ့ကျွန်တော်အရှိမကင်ရတဲ့ phone အကုန်လုံးကတကယ်ကြီးကိုအားမခံတော့သလိုဖြစ်သွားတာမသိရင်အကြီးက power bank ကြာနေရပဲပေါ့နော်တိုတယ်1000 mAh ကိုကျွန်တော် special ကုန်အောင်သုံးရတယ်ကျွန်တော် ဒီဖုန်းကြောင့်စိတ်ဝင်စားကြမယ်လို့ထင်တယ်ဗီဒီယိုလေးဆုံးနေကြည့်ရပါဦးကျော်ရီယာဖုန်းတစ်လုံးဗီဒီယိုလုပ်မယ်ဆိုရင်သူဈေးကိုလည်းနည်းနည်းလေးတစ်ချက်ကြည့်ရတာပေါ့နော်အဲဒီကောင်ဆိုရင် RAM 8GB Internet Storage 256GB ကို၄သိန်းခွဲဝန်းကျင်ရှိတယ်အဲ၄သိန်းခွဲဝန်းကျင်မှာ1000 mAh အထိ special battery ကိုဖြုံးလို့ရတဲ့ပထမအဦးဆုံးဖုန်းလို့ပြောရင်လည်းမမှားဘူးဆိုတော့1000 mAh battery ကဘယ်လိုမျိုးပါလဲ ဒီဖုန်းထဲမှာပါလာတာတော့6000 mAh amp power ပေါ့နော်အဲ့ဒါအောင်မှာကျွန်တော်1000ပြည့်ကျင်နေဆိုသူ့ရဲ့ချက်ချင်း case 4000 mAh amp power ဒီကောင်လေးတက်ပြီးတော့တုံးလိုက်ရပြီကျွန်တော်ခလုတ်လေးတစ်ချက်ဖွင့်ပေါ့နော်ဒါဆိုရင်ကျွန်တော် 3ရက်လောက်ကို ACC တုံးလို့ရပြီဒါတော့မှကျွန်တော်တုံးတဲ့အနေထားနဲ့ဆို second tree phone နဲ့ဖြစ်တာဆိုတော့အားသိပ်ပြီးတော့မကုန်ဘူးပြန်နောက်တစ်ချက်တခြားဖုန်းတွေအကုန်လုံးကပဝင်းချင်းထိတ်ခဲလုပ်ပါတယ်ဘာညာနဲ့ချက်ချင်းပစ်တွေအကုန်လုံးမရှိတော့ဘူးဒါပေမဲ့သူ့မှာကအခုအချိန်အထိကို still 18 watt ချက်ချင်း brick ပါနေတော့မယ်အဲ့အတွက်ကလည်းကျွန်တော်တို့တကယ် shut up လုပ်ပြရမှာ battery health ကလည်း cycle count 1600နဲ့ကျွန်တော်၄နှစ်လောက်ဇက်တက်သုံးမယ်ဆိုရင်တော့မှ80%လောက်ကျန်မယ်လို့ကို IT ဘက်ကအားမခံတာတယ် battery size battery life ကြော်ရီဘာမှစိတ်ပူကြမလို့တဲ့ ဖုန်မျိုးပေါ့နော်ဘယ်ထိခံရောခံမှာမလားဆိုရင် SSD ကဒီ i10 ရဲ့ power 70မှာဘာမှသိမှုပြရအောင်ဒီဇိုင်းအကြည့်မယ်ဆိုရင်ဒီဖုန်းကသူ့အနေနဲ့သူအထာကျတဲ့ဖုန်းမျိုးပေါ့နော် view တနက်ဒီဇိုင်းပဲဗျာအဲ့ဒါပေါ်မှာ line လေးတွေလုပ်ပြီးထားတာနည်းနည်းပုံစံတစ်မျိုးကွဲထွက်တာပေါ့600 mAh ပေါ်ပါလာမယ် weight က195 gram ပဲရှိရယ်7.9 mm ဆိုတော့ထူတယ်လေးတယ်ဆိုမျိုးမခံစားရအောင်ချက်ချင်း case တက်သုံးမယ်ဆိုရင်တော့မှ power bank နဲ့တွဲပြီးသုံးတာထက်တော့ပိုပြီးတော့အထာကျတယ်ဗျာ yeah တုနဲ့တဲနဲ့ပို့ပြီးတော့လဲအကျန်းခံတဲ့ပုံမျိုးဒီနားလေးမှာရောအဲ့လို၄000 mili amp power ရအောင်လို့ဘယ်လိုများထည့်ထားလဲတော့မသိဘူးတေချာတာတော့ဓာတ်မြုပ်တက်ထားမယ်ဆိုရင်ပို့ပြီးတော့အကျန်းခံသွားမှာပဲအကျန်းခံတယ်ဆိုမှရေစိုးခံတဲ့နိပညာ IP54 Dexon Water Resistant ကလည်း certified ဖြစ်ပြီးသားပုံမှန်ရေစိုးရင်းစင်ဘာမှစိတ်ပူစရာမလိုအဲ့ဒီရေစိုးရဲ့လက်တွေ CP ရဲ့လက်တွေနဲ့ပဲသူ့ display ကိုတုံးလို့ရတာရေလဲတော်တော်ကြီးမိုက်လုံးနဲ့ပေါ့နော်တုံးထားတဲ့ display size က6.67 inches monitor has come on my LCD panel နဲ့လာမှာ သူတို့ခေါ်ရဆိုတော့ sunlight display အမြင်ဆုံး brightness က7ဟန်ဒရိုက်နစ်စီရတယ်သူစီးတူတန်းမှာတော့နေအောင်မှာကြည့်လို့အဆင်ပြေရွှေပုံစံမျိုး Jasper Cine နဲ့ပြောမယ်ဆိုရင်တော့ XOC ဘာက media check ရဲ့ KLG 50 ultimate နောက်ဘက်ကင်မရာက13 megapixel ပါလာမယ်အဲ့ဒါမှမဟုတ် infrared sensor တို့ light sensor တို့ထပ်ပြီးတော့ပေါင်းထားမယ် selfie 8 megapixel fingerprint ကတော့ site mount နဲ့လာမယ် fingerprint လည်းဒီကြေးထဲမှာမဖြုတ်ထားဘူး pure headphone jack ကလည်း stay ပါနေတော့မယ်သူ့ cover နဲ့လည်းလုံးဝတုံ့လို့ရအောင်လာလုပ်ထားတယ်အပေါက်လေးကိုနည်းနည်းလေးချဲ့ပေးထားတယ်ဗျာအဲ့ချက်လေးမစိုးဘူးပြီးတော့ micro sd card slot ကတချို့ဖုန်းတွေလိုမျိုး hybrid မဟုတ်ဘူးဒီတန်သူ့ slot ကိုပါလာပြီးသား software ကတော့ Android 14ပေါ်မှာ base ဆိုတာနဲ့ iOS 14ပဲပြန်သုံးထားတယ်။ကျွန်တော်ဒီစီးထဲမှာအကုန်လုံးသဘောကျတယ်။ Display လေးကကျွန်တော်နည်းနည်းလေးအဆင်မပြေတာလွယ်လို့ပေါ့နော်။ဒီဖုန်းက ဘလူလူတွေဖြစ်မလဲဆိုရင်ပြလဲကျွန်တော်နည်းနည်းလေးတစ်ချက်ပြန်ပြီးတော့ recap လုပ်ချင်တယ်။ဒီကြတာကတော့ battery ကြာကြာခံမသဘောကျတဲ့လူတွေအတွက်ပေါ့။ budget phone လောကနေပြီးတော့ power bank တီးတဲ့တစ်ခုလိုမနေဘဲနဲ့1000 mAh အထိပါတဲ့ battery ရှိတယ်ဆိုတာမျိုးကကျွန်တော်တို့ပြောခဲ့သလိုပဲဗျာ။၃လောက်လဲ AAC အသုံးခံတဲ့ phone ။ So secondary အနေနဲ့ကောင်းတာတွေကိုပို့ပြီးတော့ကျန်းသွားတာပေါ့နော် maybe daily driver အနေနဲ့သုံးမယ်ဆိုရင်လည်း delivery သမားရရှိမယ် construction worker တွေရှိမယ် neighbor ကိုခီးခိုင်းတာထွက်ရတဲ့သူမျိုးတွေရှိမယ် driver တွေကျွန်တော်တော်တော်များများကတော့ဒီဖုန်းနဲ့လုံးဝတင့်တော်တော့လောက်တယ်ဖုန်းကလည်းသူက game software ပိုင်းညာမှမဟုတ်တာဖုန်းကိုဖုန်းလို့သုံးမယ် battery အကြာကြီးခံတာလိုချင်တယ်ဆိုရင် yeah တခါအားသွင်းုံနဲ့လည်းလုံးဝလက်ကြည့်ကြမှုရယ်ဖုန်းမျိုးဆိုတော့ iTech P70 Power 70ကိုဘယ်လိုမြင်လဲအောက်က comment လေးမှာမှတ်ငယ်ပေးပါကျွန်တော်ဂျုံဖြစ်ပါတယ်အားလုံးရဟုတ်စပါ